ဆိုဟိမတဲ့ဆိုစကလုံးကဝီလာ S ဘာရောရဲ့ဆော့မရှင်ဝတ္ထုတွေလာလို့တွေ့ရတယ်။မင်္ဂလာပါ။ကျွန်တော်နာမည်ကမွန်နိုလေးပါ။ကျွန်တော်တင်ဆက်မှာက Music Education ကောင်းစဉ်တွေက Music တွေတမိုင်းကြောင်းဟိုတင်ဆက်ပါပါ။အချင်းယုံပေါ့။ Medical History ကြောင်းအချင်းယုံကျွန်တော်ပြန်ပြီး sharing လုပ်ပါမယ်။အဲပြပြစုံစုံဆိုရင်တော့အများဒီခေတ်မှာအများကြီးလေ့လာရပါတယ်။ Music Education တစ်ခုနေနဲ့ဆိုရင်တော့သိစရာလိုပါတယ်။ ်မတန်းစီမတီဘက်နဲ့ music fan တို့ရလာဆိုတော့ရပါတယ်ပေါ့တည်ရင်တော့ပုံကောင်းတော့ဗောနော်ဆိုတော့ medal history ကိုရဲ့ဇင်းမြစ်ကိုပြန်သွားလိုက်ရင် music မျိုးစားတော်တော်များများကဟိုတခုတခုမိပြီးတော့ဆင်းလာတာဗောနော် American African နေရာနေပြီးတော့ blues ဖြစ်လာသလိုလူမျိုးတွေရဲ့ country side တွေကနေ country တစ်ချင်းနေ folk ဆင်းနေဖြစ်လာတယ်အပြီးတော့သူတို့ရဲ့ folk တို့ country တို့နဲ့ blues နဲ့ ညင်ညင်မှုချင်းဖလဲလိုက်တဲ့အချိန်မှာ rock and roll ဖြစ်လာဘူး rock and roll ဖြစ်လာပြီးတော့ rock and roll ကနေပြီးတော့ heavy metal ဆိုတဲ့စကားလုံးကိုဘယ်သူစတော့ငယ်လဲပေါ့ heavy metal ဆိုတဲ့စကားလုံးကဘယ်ရလာလဲဆိုတော့ကျွန်တော် B မျိုးဆက်စာရေးဆရာရှိတယ် B မျိုးဆက်ဒီမှာနာမည်ကြီးရဲ့စာရေးဆရာရှိတယ် William S Barrock William S Barrock ရဲ့ The Soul Machine ဆိုတဲ့ဝတ္ထုတဲမှာအဲ့ဒီမှာပါဇက်ဆောင် Julian Wellie ကိုအာ heavy metal ခင်လို့ သူတုံးထားတယ်ဆိုတော့ဟိမတဲ့ဆိုစကလုံးကအဝီလီယမ်အက်ဘာရော့ရဲ့ saw machine saw machine ဝတ္ထုတွေလာလို့တွေ့ရတယ်အဲဒီစာအုပ်က1960ခုနှစ်မှာထွက်တယ်အဲ့မှာ1964ရောက်တဲ့ချိန်မှာ Stephen Wu ရဲ့ born to be wild တချင်ထွက်လာတယ်အရင်လည်းပေါ့တယ်အဲ့ဒီတချင်ကြောင့်ဟိုကစားနေတဲ့ကျွန်တော်ဘိုက်ကဘိုက်ကတွေပေါ့ဒီဘိုက်ကဂန်းတွေကလဲများလာတယ်အရင်ချင်းမူရလဲလိုက်လာတယ် ဘွန်တူဘီဝိုင်းထဲမှာသူကဟဲဗီမက်တယ်တန်တာဆိုတဲ့စကလုံးကိုအဲစာသာတုံးထားတယ်ဟိုဒုတိယပိုင်းတွေ့ရအကြောင်းမှာတုံးထားတယ်ဆိုတော့ဟဲဗီမက်တယ်ကိုစပြီးတော့စကလုံးကိုစသည်ပြီးလုတ်ခဲ့တာကတော့စရည်ကြီးရေးခဲ့တာကတော့ဝီလျံအက်စပါရော့ဟဲဗီမက်တယ်ကိုတချင်းထဲမှာထည့်တာအရေးကြီးဆုံးကဘာလဲဆိုတော့ rock rock and roll guitar ကိုပို့ပြီးတော့ deep ဖြစ်လာမယ်ပို့ပြီးတော့ heavy ပို့ noise ပို့ဖြစ်လာစေမယ် 1961ကပေါ်ခဲ့တဲ့စပြီးတော့ထုတ်လုပ်ခဲ့တဲ့ Gibson ကထုတ်လုပ်ကြရတယ်။ Gibson ကစထုတ်လုပ်ခဲ့တဲ့ Master Fat ပေါ့နော်။အဲ့ဒီ guitar effect ကဒီ Robert Wise မှာအရေးကြီးပါတယ်။1964မှာအဲ့ဒီ Master Fat ကိုသုံးပြီးတော့ Gary Richard ကကျွန်တော် Rolling Stone က Gary Richard ကအဲ့ဒါကိုသုံးပြီးတော့ Iron Gun Certification ဆိုတဲ့တခြင်းကိုသူတို့အရင်ပုံစံအနေနဲ့ပြောင်းတဲ့ပုံစံတစ်ခုတွားခဲ့ပါတယ်။ ဒီတချင်းကိုလည်းနားစင်ပါ Restore ရဲ့ Again can no satisfaction တချင်းနောက်မှာ60ကျော်ပေါ့60ကျော်60 68ကျားထဲမှာဆိုရင်ပါဆို Cream ဖွဲ့ရဲ့ Sunshine of Your Life အဲ့တချင်းကလည်းဟို psychedelic rock era မှာဟော heavy rock ကိုဖြစ်လာစေတဲ့ပံပိုးစေခဲ့တဲ့ proto metal ခဲ့ပေါ့နော်အဲ့ခဲ့မှာအရင်ကြီးတဲ့ချင်းမှာပါပါတယ် ခရင်ရဲ့ sunshine of your life နားထောင်ကြည့်ပါ rock and roll ကနေပြီးတော့နောက်ထပ် music တစ်ခုပြောင်းဖို့သူဖန်နေကြပါတယ် BTS ရဲ့ Headers Get Up ချင်း heavy metal music ပေါ်လာဖို့အတွက်မှာအရန်ထောက်ကူပြုခဲ့တဲ့ guitarist တယောက်ပါပဲ now heavy metal မဖြစ်လာခင်မှာ metal က blast beat ကစတယ်လို့ပြောတယ်ဒါ before blast beat ပေါ့ blast beat မတိုင်ခင်မှာ byte ထွက်ခဲ့တယ်ပေါ့ဆိုတော့အရှင်းမှာက စကင်တဲ့အရာထဲမှာကအများကြီးရှိခဲ့တယ်အဲ့ဒီ kick နဲ့အပြိုင်ကဘာဖြစ်မလဲဆိုတော့ကျွန်တော်ဖန် rock မိုင်းကြောင်းကလည်းအဲ့ဒီ kick နဲ့တိုင်ပါပဲပေါ်လာတဲ့1960ဟိုဘာ65နဲ့90ကြားပေါ့အဲ့ကြား85ကြားအဲ့ကြားမှာကစကင်တဲ့ rock ပေါ့ဒီက pan rock ပေါ့ပေါ်လာအဲ့မှာတချို့ဘန်တွေစကင်တဲ့ဘန်တွေချို့ဘန်တွေကြတော့စကင်တဲ့ rock နေတယ်ပဲ set ပါတယ်ပေါ့မပင်ဖရိုက်တို့ဘာလို့ပေါ့ နောက်ဒီဘက်ဖန်ဖန်လေးကနေပြီးတော့မက်ဒယ်ဆင်းကိုထိုင်ကိုဘက်ကိုရောက်သွားမယ်ဟာလေမက်ဒယ်ကိုကြိုပြီးတော့ဟိုကြိုပြီးတော့ပရိုတိုမက်ဒယ်ပေါ့ကြိုပြီးတော့ဒီထွင်ခဲ့သူမျိုးဟိုဘန်နေတယ်ရှိပါတယ်ဘယ်ဘယ်လာဖက်ဖိုက် Now the king. Pinks. I Ayurveda fly, <laughs> Tadi Fru, Ayurveda. Uh, yeah. uh. eh? Now, grapefruit eczema. Ayurveda. <laughs> hey, မရှိမှာ bless ပဲမတိုင်ခင်မှာရှိခဲ့တယ် psychedelic era မှာရှိတဲ့ band တွေကိုလည်းလေ့လာကြကြပါတယ်အဲ့ဒီ psychedelic rock era မှာရှိတဲ့ band တချို့ပေါ့နော်7 9 band လောက်ကဒီ heavy rock heavy metal ကိုဖြစ်လာစေရို့ပုံတက်လို့ရပါတယ်ဆိုတော့ဟုတ်ပြီ medusa bless ပဲကဆိုတော့ကျွန်တော် audio ရဲ့ပထမဆုံးပဲဖြစ်တယ် bless ပဲ band ပေါ့မပေါ်လာခင်မှာ तू လို့တော့ तू ကဘာကြောင့်ဟို medusa ဆိုတော့ तू က guitar rig ကို base line ရော drum line ရော vocal line ရောနောက်စားသားပြီးတော့အကုန်လုံးက heavy ဖြစ်တယ်ပြီးကြပို deck ဖြစ်ပို့ဖြစ်တယ်ပေါ့နော်နောက်ပို့လဲလေးတဲ့အကြောင်းအားနဲ့ဟိုကျွန်တော်ဟိုစေတန်အကြောင်းပါမယ်ကျွန်တော်တို့ဒီပဲအကြောင်းပါမယ်အဲ့ဒီမှာ blessed ဆိုတဲ့ဟာကဘယ်ဟာ through ပြထားတော့ဒီဒါပေမဲ့အဲ့ဒီရှင်မှာထည့်ပြောကြတာ blessed ဆိုတဲ့နာမည်နဲ့ပတ်သက်ထည့်ပြောကြတာတပန်ရှိတယ်သူကဟို coven ban coven ban က ဟို baby rock ဒီ hammer တွေတော့မဟုတ်ဘူးဒါပေမဲ့သူတို့ရဲ့စာသားတွေနဲ့သူတို့တခြင်းပုံစံတွေကကျွန်တော်တို့ဒီ gothic metal ရဲ့အရှိဥဆောင်တွေဖြစ်နေတယ်ပြီးတော့သူတို့ထူးခြားတာကအဲ Coven Band ရဲ့တခြင်းတပုတ်နာမည်က Black Sabbath လို့ပြီး Band က2ကပါဒါရှိကပါနောက်သူနောက်ကပါနောက်ကပါမှာရှိကပါမှာအယူကောင်းမှုပါတယ်ဒါ metal ရဲ့ sign တွေကိုရှေ့ဆောင်လိုက်ကြပြ လုပ်ခဲ့တဲ့ဟာကတော့ Golden Pan လို့ပြောရမယ်။နောက်ပြီးကျွန်တော်တို့ဟို Sign of Home ပေါ့နော်။ကျွန်တော်တို့ဒီ Metal Rock မှာလုပ်တဲ့ဒီသင်္ကေတဒီ Sign of Home သင်္ကေတကတော့တေချာတယ်။ဒါ Golden Pan ကစခဲ့တာ။ဆိုတော့ Metal မှာ Golden Pan ကလည်း Metal သမိုင်းကြောင်းမှာမိထားလို့မရဘူး။ဆိုတော့ Metal သမိုင်းကြောင်းကိုကြည့်လိုက်ရင်ကျွန်တော်တို့အခုလက်ရှိအချိန်ဒီပေါ့နော်။ဒါ AI ရဲ့ AI ကိုမေးထားအဖြေရပါလဲဆိုတော့145နိုင်ငံမှာကျွန်တော်တို့ medical ban ပေါင်း3200ဘန်လို့ပြောတယ်ကျွန်တော်တို့မြန်မာနိုင်ငံက medical ban တွေပါထက်ပေါင်းနိုင်တော့3100 20ကျော်ရှိမှာပေါ့နော်20ကျော်30နီးပါးရှိမှာပေါ့ဒါပါအဲ့တော့ဆိုတော့ blast back က medical ဘာကြောင့်စဖြစ်လဲဆိုတော့အဓိက OC ဖြစ်မှာဗျ OC ရဲ့သူ့ရဲ့ showmanship သူ့ show ပုံမှာလုပ်တယ်နော်သူ့ရဲ့ show ဟာ ဘလက်ဇက်ဘန်မှာရှိတဲ့ဒီ player တွေအကုန်လုံးရဲ့ဟာကလည်းတီးတန့်ကြီး heavy metal ဆိုတဲ့လမ်းကြောင်းကြီးကိုချပြခဲ့တာဒါဘလက်ဇက်ကစခဲ့တယ်အရှိမကကပြောခဲ့တဲ့ဘန်တွေကတော့ဒီ proto metal band ခေါ်တော့ proto metal band တွေကတော့ blast beat မတိုင်ခင်မှာဖြစ်လာစေတဲ့ဘန်တွေကိုပြောတာပေါ့ဒီကျွန်တော်တို့ music education မှာ music education မှာဒီ guitar ပညာရေးမှာကျွန်တော်တို့က တမိုင်းကြောင်းလေးလာရင်ဘယ်တမိုင်းကြောင်းကဘလို့စဖြစ်လာလဲ။ဟော तू ကစခဲ့ရလား။ तू ရှင်မှာ तू လိုမျိုးဒီလိုမျိုး music ဆန်ဆန်နဲ့လုပ်ခဲ့လားပေါ့။ဥပမာကျွန်တော်တို့ဟို rock and roll ခဲ့မှာ rock and roll နဲ့ဒီ psychedelic ခဲ့မှာဟို clean guitar rhythm ရှိတယ်။အဲ့ clean guitar rhythm တွေကိုကျွန်တော်တို့ကဒီဘက်နောက်ပိုင်းမှာပေါ်လာတဲ့ distortion တို့ patch တို့နဲ့ပေါင်းလိုက်ရင်တကယ် medicine နဲ့ rhythm မျိုးတွေလည်းသူတို့ဒီရဲ့ဒါပေမဲ့ clean ဖြစ်တဲ့အတွက်ဒါဒီ heavy ဖြစ်မနေဘူး။ဆိုတော့ ထက်တွေ့ရမှာရှင်မှာတမန်ကြောင်းဆိုရင်တော့လေ့လာရင်တော့ကောင်းတော့ပေါ့ကျွန်တော်တို့ဟိုဟဲဒီမက်တယ်ကိုစလေ့လာမှာဆိုရင်စာရီတက်လစ် rock era တော့စလေ့လာမှာပေါ့နော်ဒါကျွန်တော်စပြောရအောင်နောက်ပြီးတော့မက်တယ်မှာကျွန်တော်တို့ကဟိုနိုင်ငံပေါင်းစုံဖွဲ့ရှိတယ်ခုနကကျွန်တော်ပြောခဲ့သလိုနိုင်ငံပေါင်း3000 3000 1000ကျော်ရှိတဲ့2000 3000 1000ဒီပါရှိတဲ့မက်တယ်ဘန်တွေအကုန်အကြောင်းပြောရင်ကျွန်တော်တို့ကဟိုနိုင်ငံအလိုက်ကိုကျွန်တော်ပြောရမှာဥက ကျွန်တော်ဖင်လန်တို့နော်ဝေးတို့ဆွီဒင်တို့ဆိုရင်မက်ဒယ်မှာမေ့ထားလို့ရတဲ့နိုင်ငံတွေပြတကယ်ကိုမက်ဒယ်လုံးက crazy ဖြစ်တဲ့နိုင်ငံတွေပေါ့ heavy metal ရဲ့တမိုင်းကြောင်းကျွန်တော်နိုင်ငံတနိုင်ငံရင်းလိုက်ပဲကျွန်တော်ရှင်းပြရမယ်โอเคပါထပ်တွေ့ကြတာပေါ့